ထိုင်းနိုင်ငံကန်ချနာပိုရီခရိုင်အတွင်းပုံစံအမျိုးမျိုးနဲ့ဝင်ရောက်တဲ့မြန်မာနိုင်ငံသားတွေဇက်တိုက်ဖမ်းဆီးခံနေရတယ်လို့သိရပါဗျ။ ထိုင်းနိုင်ငံကန်ချနာပိုရီခရိုင်မှာတနင်္သာရီတိုင်းဒေသကြီးတဝဲခရိုင်နဲ့ထိစပ်နေပြီးမြန်မာနိုင်ငံသားအများအပြားတရားမဝင်သွားရောက်ဖို့ကြိုးစားနေတဲ့နေဆက်ဒေသတစ်ခုဖြစ်ပါတယ်။မလပထမပတ်အတွင်းမြန်မာနိုင်ငံသားတရားကျော်ကိုဖမ်းဆီးခဲ့ရကြောင်းအခုမလ9ရက်နေ့မနက်ပိုင်းမှာလည်းမြန်မာနိုင်ငံသား55ဦးနဲ့ထိုင်းနိုင်ငံသားလမ်းပြ၄ဦးကိုဖမ်းဆီးရမိပြန်ကြောင်းထိုင်းမီဒီယာတွေမှာဖော်ပြထားကြအရသိရပါတယ်။ ကန်ချနာပူရီနယ်စပ်ဒေသမှာတရားမဝင်အလုပ်သမားတွေဝင်ရောက်နေတဲ့အတွက်တော်လန်းရေလန်းတွေကိုအမြင်မပြတ်စောင့်ကြည့်နေကြောင်းထိုင်းတောင်ဝင်ရှိသူတွေကပြောပါရယ်အခုဖမ်းမိတဲ့မြန်မာနိုင်ငံသား55ဦးဟာထိုင်းနိုင်ငံစမုတ်စခွန်ကိုတွားရောက်ဖို့ဖြစ်တယ်လို့သိရပါရယ် အခုရက်ပိုင်းတွင် မြန်မာနိုင်ငံသားတွေကိုပြစ်မှတ်ထားဖမ်းဆီးမှုတွေထိုင်းနိုင်ငံတဝန်းလုံဆောင်နေရာဇင်ရောက်သူတွေအိမ်ဆိုင်ဖွင့်သူတွေဆိုင်ကယ်ပြင်ဆိုင်အွန်လိုင်းဇင်ရောက်သူတွေကအစမြန်မာကလေးငယ်တွေကိုစာသင်ပေးသူအစုံအကုန်ဖမ်းဆီးနေကြောင်းထိုင်းနိုင်ငံအတွင်းကိုတရားမဝင်လာမဲ့မြန်မာနိုင်ငံသားတွေကိုမပြတ်စောင့်ကြည့်စစ်ဆေးနေရာထိုင်းနိုင်ငံအတွင်းဝင်ရောက်ဖို့မလွယ်ကူတော့ကြောင်းရွှေပြောင်းလုပ်သားတွေကပြောပါရယ်